သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့မေလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့နေပြည်တော်မှာမင်းအောင်လှိုင်ကတနိုင်ငံလုံးမှာစစ်တိုင်းမှုများကိုနှစ်ရက်တာအစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စများအထူးကဆွေးနွေးနေကြောင်းတင်ဆက်ပေးပါမယ် အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်ကနေပြည်တော်မှာတနိုင်ငံလုံးမှာစစ်တိုင်းမှုများကိုနှစ်ရက်တာအစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စများကိုအထူးကထားဆွေးနွေးလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ယမန်နေ့မေလ15ရက်နေ့မှယနေ့မေလ16ရက်နေ့အထိနေပြည်တော်မှာစစ်တိုင်းမှုများကိုမင်းအောင်လိုင်ကအစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာလေးလပတ်အစည်းအဝေးကဲ့သို့ပင်ဖြစ်ကြောင်းသိရှိရပါတယ်။လေးလပတ်အစည်းအဝေးတွေမလုပ်ခဲ့တာကြာပြီအခုကတော့လေးလပတ်အစည်းအဝေးလိုမျိုးခေါ်တာပါအစည်းအဝေးကတော့မနေ့ကဒီနေ့နှစ်ရက်ပါ သိရသလောက်တော့နေမီစူမိုးရေးပြန်ရဖို့နဲ့စစ်စင်ရေးကိစ္စတွေကိုအဓိကထားဆွေးနွေးကြတယ်လို့သိထားပါတယ်လို့စစ်ဘက်သတင်းအရင်းမြစ်တစ်ခုကပြောဆိုပါတယ်။လက်ရှိမင်းအွန်လိုင်းကမေလ9ရက်နေ့မှမေလ10ရက်နေ့ထိရုရှားနိုင်ငံကိုတွားရောက်ခဲ့ပြီးတရုတ်သမ္မတရှီကျင့်ဖင်နဲ့တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနိုင်ငံမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုများကိုလည်းထောက်ခံသည်ဆိုသောတရုတ်သမ္မတထံမှဂရိကဝတ်ရရှိခဲ့ပြီးနောက်ပုံမှုဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာခဲ့ကြောင်း စစ်တိုင်းမှုများနဲ့ယခုအစည်းအဝေးအပြည့်တွင်လည်းပြင်းထန်သောစစ်ကြောင်းထုံးမှုများပေါ်လာနိုင်တဲ့အတွက်တော်လိုင်းရင်အားစုများနဲ့ပြည်သူများအတွက်တတိထားရလိမ့်မည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်အရင်မြစ်ကအသိပေးပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂုံတရီပြတ်အာဆီယံတတိကြီးတူသို့မဟုတ်မြန်မာစစ်တပ်ကို နှစ်30ကျော်ထောက်ပံ့ပေးနေတဲ့မလေးရှားတတိရောဘတ်ကော့ခ်အကြောင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံရဲ့အချမ်းသာဆုံးတတိကြီးတူဖြစ်သူရောဘတ်ကော့ခ်ဟာ Cox စီးပွားရေးလုပ်ငန်းစုနဲ့ Shangri-La Hotel လုပ်ငန်းစုတို့ကိုတီထောင်လောက်ကင်နေသူဖြစ်ပါတယ်။ Robert Cox ဟာကမ္ဘာအချမ်းသာဆုံးလူနေရပ်ကွက်မှာအင်ဂီဟာကြီးတစ်ခုကိုပိုင်ဆိုင်ထားသည့်တမကကမ္ဘာတန်ဖိုးအကြီးဆုံးဟုဆိုနိုင်တဲ့အပျော်စီးသင်္ဘော The History Spring ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။တန်ဖိုးအဖြစ် American Dollar 4.8 billion ရှိတဲ့အဆိုပါသင်္ဘောကြီးကိုအတွင်းမိုင်းထဲမှာရွှေနဲ့ platinum နို့နဲ့အလှဆင်ထားပြီးအိမ်ကန်းကျယ်ကြီးရဲ့နယံပေါ်မှာ T-Rex dinosaur အယိုးစုကိုချိတ်ဆွဲထားတယ်လို့လည်းဆိုကြပါဗျ။ အဲ့ဒီလိုများပြားလာတဲ့စီးစိတ်များကိုပိုင်ဆိုင်ထားတဲ့တတိကြီး Robert Koch ဟာမြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့နှစ်ပေါင်း30ကျော်ကြာစီးပွားရေးလုပ်ငန်းများပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar ကယမန်နေ့ကထုတ်ပြန်လိုက်ပါတယ်။အထူးသဖြင့် Justice for Myanmar အဖွဲ့ကထုတ်ပြန်ခဲ့တဲ့မြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးကိုကူညီနေတဲ့အသက်30အထက်ဂုံတရီပြက်အာဆီယံတတိကြီးများစည်းရင်းထဲမှာ Robert Koch ဟာထိတ်ဆုံးကနေပါဝင်နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ88အရေးတော်ပုံအပြီးတဖန်ပြန်လည်ဖြစ်ပွားခဲ့တဲ့66 69နိုင်ငံရေးလှုပ်ရှားမှုစတင်ခဲ့တဲ့1996ခုနှစ်အတွင်းဒီမိုကရေစီကြောင်းသားလှုပ်ရှားမှုများအားစစ်အုပ်စုကအကြမ်းဖက်ဖြိုခွင်းနေချိန်မှာ Robert Koch ရဲ့ Koch စီးပွားရေးလုပ်ငန်းစုဟာ Suley Square အတွက်မြေငါးစာချုပ်ကိုမြန်မာစစ်အုပ်စုနဲ့လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။ရန်ကုန်မြို့လယ် Suley ဖျားနီးမြန်မာစစ်တပ်ပိုင်ဆိုင်တဲ့မြေပေါ်မှာတည်ဆောက်ထားတဲ့ရင်း Suley Square ကို Shangri-La Asia ရဲ့စီမံခန့်ခွဲမှုအောက်မှာ2018ခုနှစ်အတွင်းစတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။ အဒီစီမံကိန်းမှာမြန်မာစစ်အုပ်စုရရှိတဲ့မြေငါးကပေးချင်ငွေအကြောင်းအသေးစိတ်ကိုရှန်ဂရီလာအေရှားနဲ့မြန်မာစစ်အုပ်စုနှစ်ဖက်စလုံးကထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။စိန်လန်တော့အပူပိုင်းတစ်ပေများတပ်ပေတော့ဖျားစီတီများနဲ့တမိုင်းဝင်ရန်ကုန်မြေငွေများကိုခန်းစားရရှိနိုင်တဲ့ရှန်ဂရီလာရဲ့ဝက်ဘ်ဆိုက်ကိုပြိုင်ဘက်ကင်းဟုဖော်ပြထားပြီးအဆိုပါတန်ဖိုးကြီးနေရာအတွက်ငားရန်ကဟာအလွန်များပြတဲ့ပမာဏတရက်ဖြစ်နိုင်တယ်လို့ Justice for Myanmar အဖွဲ့ကဆိုပါတယ်။ ဒါအပြင်မလေးရှားတရေကြီးရောဘတ်ကော့ကတူတင်မကပဲတူမရဲ့တူမဖြစ်သူစင်ကာပူနိုင်ငံအခြေစိုက်ကဘာကျော်အဆင့်မြင့်ပညာရေးအဖွဲ့ Yale and US ရဲ့အုပ်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူ Keycock on Congo စုလီ Square ရုံးခန်းနဲ့ကုန်တိုက် project ကိုစီမံနေတဲ့ Trader Square Company မှာ Director အဖြစ်ခန့်အပ်ထားမှုကြောင့်တူမကို Yale and US ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ်မှဖြုတ်ချပေးရန်ရပ်ပတ်အဖွဲ့အစည်းများက2021ခုနှစ်အတွင်းမှာတောင်းဆိုခဲ့ကြပါသေးတယ်။ Robert Koch ရဲ့ Shangri-La Hotel နဲ့အပန်းဖြေစခန်းများစီရဇဝဲကောင်များနဲ့စီးပွားရေးပတ်သက်ဆက်နွယ်မှုများရှိနေပေမဲ့လည်း Shangri-La စီးပွားရေးလုပ်ငန်းစုဟာ Hong Kong နဲ့ Singapore Stock Exchange မှာဆက်လက်ရှိနေစေဖြစ်ကြောင်း GFM ကထောက်ပြဝေဖန်ထားပါတယ်။အထူးသဖြင့် Robert Koch ရဲ့အင်ချမ်းမြေလုပ်ငန်းများရာဇဝတ်မှုများစွာကိုကျူးလွန်ထားတဲ့အကြမ်းဖက်စစ်တပ်ကိုငွေကြေးအထောက်ပံ့ပေးရာရောက်နေတယ်လို့ ၎င်းစစ်အာဏာရှင်များအားအနာဂတ်ကာလမှာအကျိုးအမြတ်များစွာရရှိနိုင်သောပိုင်ဆိုင်မှုတစ်ခုကိုဖန်တီးပေးရရောက်နေတယ်လို့လည်း Justice for Myanmar ကထောက်ပြဝေဖန်ပြောဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မြိုင်တိုက်ပွဲမှာ22နှစ်အရွယ် PDF တက်စိတ်မှုကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရဲ့တိုက်ပွဲမှာ PDF တက်စိတ်မှုတအူကြာဆုံးခဲ့တယ်လို့ Earthquake People's Defense Force ကမေလ15ရက်နေ့မှာထုတ်ပြန်လာပါတယ်။ ိတ်ဆုံးခဲ့သူမှာ Earthquake People's Defense Force မှာအသက်22နှစ်အရွယ်တက်ဆိုင်မှုအသေးလေးဖြစ်ပြီးမေလ1ရက်နေ့ကနေ6ရက်နေ့အတွင်းဖြစ်ခဲ့တဲ့မြိုင်မြို့နယ်တဲကတိုက်ပွဲမှာကြာဆုံးခဲ့တယ်လို့ဆိုပါတယ်။သူကမေလ2ရက်နေ့လည်း3နာရီဝန်းကျင်လောက်မှာကြာဆုံးခဲ့တာပါဗျ။ပွဲကအနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါလို့ Earthquake People's Defense Force ရဲ့တင်ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အသေးလေးဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆန္ဒပြပွဲတွေမှာလိုက်ပါခဲ့ပြီးလက်နက်ကင်တော်လိုင်းရဲ့ဘက်ကိုကူးပြောင်းလာသူဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ရုပ်အလောင်းကိုမေလ၁ရက်နေ့မှာမိတကြိုခဲ့ပြီးအယိုးပြကိုကူသွင်းခဲ့တယ်လို့သူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့မေလ၁ရက်နေ့မှာမြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့တပ်မတစ်တုံညာတစ်လက်အောက်ခံခလာရ၂၅လေးတရင်စစ်ကြောင်းကိုဒေသခံတော်လိုင်းရင်ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာမေလ9ရက်မှာအဆိုပါစစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားတယ်လို့မြန်ပြည်သူကာကွယ်ရေးအဖွဲ့ရဲ့ဒီကနေ့မေလ14ရက်နေ့ထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။အထက်ပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က MA1 တနက်တလန် ကြည်900ကျော်အခြားခဲရန်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း၈လောင်းတင်ဆက်ရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော့ပကပစုဖွဲ့မှုတက်မြိုင်ပကပပောက်ပကပပခုတ်ကူပကပတရင်တပခုတ်ကူခရိုင်အမှတ်26014159ကျောင်းသားတက်မတော် ABSDF နဲ့မဟာမိတ်အဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ဖြူမှတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များရာချီတေဆုံး စစ်ကောင်စီကရေကြောင်လေကြောင်တုံး၍အင်းအားဖြည့်တင်းနေကြောင်တင်ဆက်ပေးပါမယ်။တရုတ်ရင်းနှီးမြို့နယ်မှဆိုင်ယာကြောက်ဖြူမြို့နယ်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်ယာနဲ့ချီပြီးတိုက်ဆုံပျောက်ဆုံးမှုများရှိနေကြောင်သိရှိရပါတယ်။ကြောက်ဖြူမြို့နယ်တပြူတောင်ပြားတဲ့ကက်တပြေရွာကြားနဲ့လက်ကမော်မလာကျွန့်ကျေးရွာကြားမှာယမန်နေ့မေလ14ရက်နေ့အထိစစ်ကောင်စီနဲ့အရခတပ်တော် AA တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်ဒေသခံတရင်အင်းမြစ်တန်ကနေသိရှိရပါတယ်။ ကြောက်ဖြူတိုက်ပွဲပုံစံကတရင်နဲ့စစ်တပ်တက်ဆွဲထားရစကန်တွေကနေစစ်ကြောင်းထွက်လာရင်အေအေကစီးပြီးတိုက်တယ်။အမဲချွေချွေခံနေရတာထွက်သမျှတရင်အပြုတ်ပွဲလို့ရခိုင်တရင်အရင်မြစ်ကပြောဆိုပါတယ်။ပြီးခဲ့တဲ့မေလ17ရက်နေ့နဲ့12ရက်နေ့တို့မှာဖြစ်ပွားခဲ့တဲ့လစ်ကမောင်းနဲ့မလာကျောင်းအနီးတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်200ပါစစ်ကြောင်းမှတေဆုံထိခိုက်မှုများပြီးတက်ပြက်ထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ စစ်ကောင်စီဟာကြောက်ဖြူတိုက်ပွဲအတွင်းခမရ9လေး2နဲ့ခမရ9လေး3တို့မှတပ်ဖွဲ့ဝင်များကိုအထိကအုံပြုနေပြီးရဲတပ်ရင်32မှာလည်းတပ်ဖွဲ့ဝင်900ခန့်အင်အားပို့ထားကခံစစ်ပြင်ဆင်စုဖွဲ့မှုများရှိကြောင်းသတင်းရင်းမြစ်များထံကနေသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကစစ်တွေမြို့မှာစစ်ကောင်စီအင်အား300ကျော်ကိုကြောက်ဖြူတညဝရီရဲတပ်ဌာနချုပ်ကိုရေကြောင်းမှပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ ဒါအပြင်ကြောက်တလုံးဖရားအနီးမှာရှိတဲ့ကမယ၅လေး2နဲ့ဂုံးချွင်တိုက်နဲ့အနီးမှာရှိတဲ့ကမယ၅လေး3တို့တံကိုမက်စလာအတွင်းကလေချောင်းမှအင်အား200ခန့်ဖြည့်တင်းခဲ့ကြောင်းသိရှိရပါတယ်။စစ်ကောင်စီဟာကြောက်ဖြူတိုက်ပွဲကိုကြည်ရည်လေးမှတိုက်ခိုက်နေရပြီးလူအင်အားကိုရေချောင်းလေချောင်း၃ရွေပို့ဆောင်နေကြောင်းဒေတာခန့်သတင်းအရင်းမြစ်များထံကနေသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့နက်တလင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးတပ်ဖွဲ့ဝင်၈ဦးသေဆုံးသွားကြောင်းတင်ဆက်ပေးပါမယ်။ ။ပဲခူးတိုင်းတာယာဝရီခိုင်နက်တလင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယမန်နေ့မေလ14ရက်နေ့မှာတော်လင်ကြီးပူပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။နတ်တလင်းမြို့နယ်ပြင်ပုံရွာမှာထန်းတော်ရွာကိုထွက်ခွာလာတဲ့စစ်ကောင်စီတပ်သားနဲ့ပြူစောတီအင်အားတရားဝင်းကျင်ပါစစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတပ်ဖွဲ့ဝင်၈ဦးသေဆုံးသွားပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။စစ်တပ်ကတော့လောလောဆယ်ထန်းတော်ရွာမှာပဲအထိုင်ချထားတယ်။ နောက်အင်အားတွေထပ်ဖြည့်နေတယ်လို့ကြားပါတယ်အနည်းပတ်ဝန်းကျင်ကိုတော့ကင်းရှည်ကင်းတို့ထွက်တယ်ပေါ့နော်နောက်လက်နက်ကြီး120မမနဲ့ drone တွေရန်တန့်ပစ်ခတ်နေတာတော့ရှိတယ်လို့နက်တလင်းအခြေစိုက်တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်တိုက်ပွဲအတွင်းတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များပတ်မှာလဲရဲဘော်၅ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ပြီးလက်ရှိမှာတိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်မှာရှိတဲ့ကြေးရွာများမှာဒေသခံများစစ်ဘေးတိမ်းရှောင်နေရကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရင်383တက်ခွဲနှင်း Phoenix တပ်ဖွဲ့တက်ခွဲ3နက်စစ်တီတပ်ဖွဲ့ တက်ခွဲလီ BRA တက်ဖွဲ့တက်ခွဲ6အေယာညီနောင်တက်ဖွဲ့နဲ့နတ်တလင်းမြို့နယ်ပကဖားတို့ကပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နတ်တလင်းမြို့နယ်မှာပြီးခဲ့တဲ့မေလ2ရက်နေ့ကလည်းဓမငယ်ကြေးရွာမှာရှိတဲ့ရေကင်စကန်ကိုတော်လိုင်းပူပေါင်းတက်ဖွဲ့များကစကန်သိမ်းတိုက်ခိုက်ခဲ့ရမှာတက်ဖွဲ့ဝင်2ဦးသေဆုံးပြီးလက်နက်ငယ်9လက်အပါအဝင်ခဲယံအများပြားသိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ဆရာလာစိုးဝေရဲ့ကောင်းမွန်လှတဲ့စောင်းပါလီတပုတ်ကိုတင်ဆက်ပေးပါမယ်။ ဗြိတိရှရဲအဖွဲ့မှတန်အမတ်ကြီးဦးကျော်စွာမင်းကိုပိုင်နဲ့ကျူးကျော်မှုဖြင့်အမှုဖွင့်မြန်မာစစ်အာဏာပိုင်များကတပည့်ရင်မျိုးနဲ့အတွဲမှရှိတဲ့ကြေးရွာစာတင်ကျောင်းတွေကိုအကြောင်းမဲ့လူမဆန်စွာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်နှစ်တာစင်ခန့်သေဆုံးသွားရသည်ဆိုသောသတင်းစိုးကြီးထွက်ပေါ်လာပြီးရပ်ပိုင်းအတွင်းမှာပဲဗြိတိရှရဲအဖွဲ့ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ် တန်အမတ်ကြီးဦးကျော်စွာမင်းဟာစစ်အုပ်စုမှအာဏာသိမ်းယူခဲ့ခြင်းကိုစန့်ခြင်းပြီးနိုင်ငံတော်အတိုင်းအမြံကိုပြန်လွတ်ပေးရန်တောင်းဆိုခဲ့မှုကြောင့်၎င်းကိုလန်ဒန်မှာရှိတဲ့စစ်အုပ်စုအလို့တော်ကြီးများကမြန်မာတန်ယုံတဲ့ဝင်ခွင့်မပေးကြတော့ပါဘူး။သို့သောဦးကျော်စွာမင်းဟာ၎င်းနေထိုင်ရာလန်ဒန်အနောက်မြောက်ပိုင်းမှာရှိတဲ့တန်အမတ်အိမ်တော်မှာဆက်လက်နေထိုင်ခဲ့ခြင်းကြောင့်တန်တမန်ရေးရအငင်းပွားမှုဖြစ်ပွားလာခြင်းဖြစ်ပါတယ်။ ဥကြော်စွာမြန်မာတန်အမတ်အင်တော်တော့ကိုဒီမိုကရေစီနီးလန်းနဲ့ရွေးချယ်တင်မြှောက်ခံရတဲ့အစိုးရမှခန့်အပ်လိုက်တဲ့တန်အမတ်အစ်စ်ကိုသာလွှဲပြောင်းပေးမယ်လို့လင်းနစ်လုံးလုံးမစုံမနစ် ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ထို့သောလန်ဒန်ရဲအဖွဲ့မှဥကြော်စွာမင်းကိုပိုင်နဲ့ကျူးလွန်မှုနဲ့ဆွဲချက်တင်ရန်ဆုံးဖြတ်လိုက်တဲ့အတွက်မေလ30ရက်နေ့ဝက်စ်မင်စတာတရားရုံးမှာအမှုရင်ဆိုင်ရမယ်လို့ရိုက်တာသတင်းမှာဖော်ပြလာခဲ့ပါတယ်။ဤဒီကပင်မြန်မာစစ်အုပ်စုနဲ့ဗြိတိရှအစိုးရအကြား တန်အမတ်အိမ်တော်နဲ့ပတ်သက်ပြီးထိတ်တိုက်ရင်ဆိုင်နေရမှုမှအခြေအနေတရက်ကိုရွေရှားလာခြင်းဖြစ်ပုံရတယ်လို့ The Diplomat စာဆောင်မှာရေးသားထားပါတယ်။စစ်တပ်အာဏာသိမ်းမှုကိုတနိုင်ငံလုံးဒေါသအမျက်ချောင်းချောင်းထွက်နေချိန်မှာဥကြော်စွာမင်းရဲ့တတိရှိစွာနဲ့စန့်ကျင်ကဲမှုကိုတိုစင်က Britain Conservative အစိုးရအရာရှိကြီးများကထုတ်ဖော်ချီးကျူးခဲ့ကြပါတယ်။အကာအကွယ်ပေးသွားမယ်လို့လည်းကတိပြုခဲ့ကြပါတယ်။တန်တမန်ဆက်ဆံရေးဆိုင်ရာ Vienna Convention အရသက်ဆိုင်ရာအစိုးရမှအင်ရှင်အစိုးရကိုတန်အမတ်အပြောင်းအလဲကိုအတိပေးလာတဲ့အခါ လက်ရှိတန်အမတ်ရဲ့တက်တန်းဟာအဆုံးသတ်သွားပြီဖြစ်ပါတယ်။သို့ဆိုကယခုလောက်ရဟာ British အစိုးရမှ Vienna Commission အရလောက်ရပါသည်ဆို၍ရပေမဲ့လဲစစ်အစိုးရကိုအစိုးရတရက်တစ်ဖွဲ့တွယ်ဝိုက်အတိမတ်ပြုခြင်းလို့ဟုဆွဆွဲစရာဖြစ်လာပါတယ်။မြန်မာတာဝန်ခံယူရေး project မှ Chris Gannes ကလည်းစစ်အုပ်စုဟာအင်္ဂလိပ်တရားရုံးများအားအခွင့်အရေးတရက်အဖြစ်ပြောင်ပြောင်တင့်တင့်အတုံးချက၎င်းတို့ရဲ့တရားမဝင်အုပ်ချုပ်နေမှုကိုအတိအမတ်ပြုခံရအောင်ကြိုးပမ်းလာခြင်းဖြစ်တဲ့အတွက် UK အနေနဲ့ရှုတ်ချတံခတ်ထားတဲ့စစ်အုပ်စုကိုလန်ဒန်မှာရှိတဲ့တန်အမတ်နေအိမ်အား၎င်းတို့ပိုင်အဖြစ်သိမ်းယူခွင့်ပြုခြင်းသည်မိမိတို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့မညီမြန်မာမှာရှိတဲ့ဒီမိုကရေစီအရေးကိုထောက်ခံအားပေးနေတဲ့ဗြိတိန်ရဲ့မူဝါဒကိုပြည့်စည်ရပြည့်စည်ကြောင်းဖြစ်စေနိုင်တယ်လို့ကြေညာချက်မှာထုတ်ပြန်လာခဲ့ပါတယ်။၎င်းမှာဗြိတိန်ရဲ့ရှေ့နေချုပ်ကိုလည်းထိုအမှုကိုဝင်ရောက်တားမြစ်ပေးရန်တောင်းဆိုထားပါတယ်။ ဗြိတိန်ဟာစစ်အာဏာသိမ်းအဖွဲ့ကိုယခုတက်သည့်တရားဝင်အသိအမှတ်ပြုခြင်းမရှိသေးတဲ့အတွက်စစ်အုပ်စုမှအင်ရှင်အစိုးရရဲ့တရားဝင်ခွင့်ပြုချက်တောင်းခံစရာမလိုတဲ့တန်ယုံအကြီးအကဲယာတို့ဖြင့်လန်ဒန်ကိုကိုယ်စားလှယ်ဆီလွတ်ခေရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကိုလည်းအလားတူအသိအမှတ်ပြုရန်လိုလိုလားလားမရှိဖြစ်နေပါတယ်။ DSR ဗြိတိန်ဟာလည်းတခြားနိုင်ငံများလိုထိတ်တရင်ဆိုင်မှုကိုရှောင်ရှားနိုင်မဲ့နီလန်အဖြစ်အချိန်ကအချိန်ဒီကိုဖြည့်ရှင်းပေးလိမ့်မည်ဟုဆိုကာပြည်ထနာကိုနောက်ဆုတ်သွားစေရန်မျှော်ကိုးခြင်းလမ်းကိုရွေးချယ်ခဲ့ပါတယ်။ စစ်အုပ်စုဟာ၎င်းတို့တည်ထားတဲ့လမ်းစဉ်တရက်အဖြစ်ဥကြော်စွာမင်းကိုနေအိမ်မှအတင်းအကျပ်ဖယ်ရှားပေးရန်တောင်းဆိုလာခဲ့ပါတယ်။ထို့သောလန်ဒန်မှထိုသို့လုပ်ရညှင်းဆိုပြီးတန်အမတ်ကြီးကိုတခြားနေစရာရှာရန်တိုက်တွန်းလာခဲ့ပါတယ်။ဥကြော်စွာမင်းမှတသမတ်ထက်ညှင်းပယ်နေခြင်းကြောင့်ယခုလိုဖိအားပေးရန်ရည်ရွယ်လာခြင်းဖြစ်ပါတယ်။ထို့သောထိုကဲ့သို့သောအမှုမျိုးဟာပြည်တော်စုမြန်မာနိုင်ငံပိုင်ပစ္စည်းဖြစ်သည့်ဆိုကခုခံချေပတ်သွားဖို့သာရှိနေ၍ရည်ရှိသွားနိုင်တဲ့အတွက်ဗြိတိန်အဖို့သူ့အလိုအလျောက်ပြီးမြောက်သွားဖို့မျှော်လင့်ရုံသာရှိပါတော့တယ်။ ဥကျော်စွာမင်းဟာလက်ရှိမှာအစိုးရအငင်းပွားနေတဲ့တန်အမတ်အိမ်မှာဆက်၍နေထိုင်နေစေဟုတ်မဟုတ်ကိုအတိအကျမသိရပါဘူး။နောက်ဆုံးရရှိသောသတင်းအရတီလဝါစိတ်ကန်ဘတ်ဆွန်ဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်နေတဲ့ဂျပန်ကုမ္ပဏီကြီးများဖြစ်ကြတဲ့ကာမီဂူမီ၊ဆူမီတိုမိုနဲ့တိုယိုတာတီဆူရှိတို့မှဆက်လက်ပါဝင်လှုပ်ဆောင်တော့မှာမဟုတ်လို့ဗိုလ်ဟူးနေမှာကြေညာချက်ထုတ်ပြန်လာခဲ့တယ်လို့သိရှိရပါတယ်။ ် KNU ရဲ့တက်မဟာခုနှစ်မှလှိုင်းပွဲမြို့အရှိ25မိုင်အကွာမှာရှိတဲ့ခလာရ24တက်ဆွဲထားတဲ့တာလဲစခန်းကိုမေလ9ရက်နေ့မှစပြီး9ရက်ကြာတိုက်ခိုက်သိမ်းပိုက်ယူနိုင်ခဲ့သည်ဟု KNU မှအတည်ပြုပြောကြားခဲ့ပါတယ်။ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရေးသားထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းကြီးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ ပြကြပါစေခင်ဗျာပြကြပါ